အားလုံးမင်္ဂလာပါရှင်။ကျွန်တော်ဆွေးနွေးပေးနေတယ် Teaching Approach and Method ဆိုတဲ့အကြောင်းအရာလေးမှာဆိုရင်ဘောနော်ဒီအကြောင်းအရာလေးတွေမှာဆိုရင်ဟိုကလေးတွေကိုသင်ကြားတဲ့အခါမှာသူတို့ရဲ့သဘာဝနဲ့ကိုက်ညီတဲ့နည်းလမ်းတွေနဲ့သင်ကြားခြင်းဟာပို့ပြီးတော့ကောင်းမွန်တဲ့ခြေနေတွေကိုရရှိလာစေတယ်ဆိုတဲ့အကြောင်းလေးကိုဆွေးနွေးပေးရင်းနဲ့ဘောနော်။အားဆွေးနွေးခဲ့တာဘောနော်ဒီနေ့ဆိုလို့ရှိရင်ဒီအကြောင်းအရာလေးရဲ့နောက်ဆုံးပိတ်ဘောနော်ဒါအပိသက်အနည်း ဆွေးနွေးမဲ့ slide လေးကိုရောက်ရှိလာပါပြီ။အဲ့မှာဆိုရင်အရှင်းမာတော့ကတော့ကျွန်မဒီတင် जा နည်းတွေမှာ73ခုအကြောင်းဆွေးနွေးမယ်ဆိုတာဒီနေ့မှာတော့နောက်ဆုံးမိနည်းဖြစ်တဲ့ပေါ့နော်။အာယုံ၅ပါးကိုသုံးပြုပြီးတော့အာရှာဖွေစူဇန်ရှာဖွေလေးလာနီးပေါ့နော်အာယုံ၅ပါးကိုအသုံးပြုပြီးတော့စူဇန်ရှာဖွေလေးလာမယ်အမြင်အာယုံတွေရှိတယ်အကြအာယုံတွေရှိတယ်အနံ့ခံအာယုံရှိတယ်ထိတွေ့အရသာအာယုံရှိမယ်အထီးတွေ့ပေါ့နော်ဒီကဒီထိတွေ့ဆိုလက်နေ ဲ့ကင်တွေတာပေါ့နော်ဒီလိုမျိုးအာယုံ၅ပါးကိုသုံးပြီးတော့စူးစဲရှာဖွေလေ့လာတဲ့ဤလေးပေါ့နော်ဒီမှာဆိုရင်ကလေးတွေကဆေးပကြီးတွေခြေကြတယ်လက်ချောင်းလေးတွေနဲ့ပကြီးခြေကြတယ်အတုံးလေးတွေနဲ့ကစားကြတယ်ပန်းလေးတွေရဲ့ရနံ့ကိုရှူဆိုင်ကြည့်တယ်အဲနောက်တစ်ခါအဲဒီလိုမျိုးပေါ့နော်ကျမတို့ဒီမှန်ဘလူးနဲ့ပေါ့နော်ဒါသူတို့ကြည်ရပေါ့နော်အဲဒီမှာဆိုရင်အဲဒီအကျဲချက်ကြည်ရ ဘလူးတွေမြင်ရတော့ဘာတွေကိုထပ်ပြီးတော့မြင်ရသေးလို့ရိုးမျက်စိနဲ့ကြည်တာနဲ့မှန်ဘလူးနဲ့ကြည်တာဘယ်ဟာပို့ပြီးတော့ဘာတွေထူးခြားစွာမြင်ရတော့ပေါ့ဒါမျိုးလေးနောက်တခါအကြအာယုံနဲ့တို့တွေဒါတင်ယူကြတယ်လေ့လာကြတယ်ပေါ့ဒီအာယုံ၅ပါးကိုတုံးပြီးတော့စူးစမ်းရှာဖွေလေ့လာမှုတွေအမျိုးမျိုးလုပ်လို့ရတယ်ပထမဆုံးကျွန်မဆွေးနွေးမိပါအမြင်အာယုံနဲ့ အမြင်အယုံကိုသုံးပြီးတော့စူးစမ်းရှာဖွေလေ့လာမယ်။ပတ်ဝန်းကျင်မှာရှိနေတဲ့အပင်လေးတွေကိုသွားကြည့်မယ်။ဘာပင်လေးတွေတို့သူတို့ကအသီးသီးတာလားအပွင့်ပွင့်အပွင့်ရောပွင့်လားအပွင့်ရောပွင့်အသီးရောသီးတာလားအပွင့်ပွင့်ပြီးအသီးမသီးဘူးလားပေါ့စသည်ဖြင့်ပေါ့နော်။ဒီဟာအပင်ငယ်လေးလားအပင်ကြီးလေးလားဒါမျက်စိနဲ့ကြည့်ပြီးလေ့လာတယ်။နောက်တစ်ခါတလေးဆန်လေးဒါကတော့ယုံလေးတွေဒါကတော့ငါးလေးတွေဒါကတော့ဒါကတော့ဟို ဘဲလေးတွေစသည်ဖြင့်ပေါ့နော်အမျိုးမျိုးပေါ့နော်လေးလာလို့ရတယ်ဘာကောင်လေးတွေတို့ဘာအပင်လေးတွေတို့ဆိုတာကိုအမြင်အရုံကြည့်ပြီးတော့ကလေးနဲ့လျော်ညီနဲ့တစ်တော်မဲ့အဲအခြေအနေကိုပေါ့နော်သူတို့တွေစူးစမ်းလေ့လာကြတယ်အမြင်အရုံကိုသုံးပြီးတော့နောက်ပြီးတော့ကျမတို့အကြအာယုံကိုသုံးပြီးတော့စူးစမ်းလေ့လာတယ်ဒါလေးကတော့나이 ရဲ့ဆက်ရဲ့나이ဆက်လေတဲ့အတန်လေးပေါ့ဟဲ့အဲနောက်တကဒါကြတော့ကျမတို့စနေရတီးတဲ့အတန်ဒါကြတော့မယ်ဒလင်တီးတဲ့အတန်ဒါကြတော့ဆောင်းတီးတဲ့အတန်ပေါ့စသည်ဖြင့်ပေါ့နော်အမျိုးမျိုးလေးလာကြတယ်ဒါလေးကတော့나이တန်나이လေးရဲ့나이ရဲ့ဘယ်နှ나이ရှိပြီဆိုတာလေးကိုအချက်ပြတဲ့အတန်ဒါကတော့ဟိခေါင်းလောင်းတန်လေးလို့ခေါ်တယ်ပေါ့အဲဒါလေးကတော့တချင်းတန်လေး ကလေးနဲ့လျော်ညီတဲ့တခြင်းတော့ဖြစ်ရမှာပေါ့နော်နောက်တခါဒုရိယာတီးခတ်တယ်ခုနကပေါ့နော်ဒုရိယာတွေဆိုလို့ရှိရင်ပတလားတွေတီးတယ်မယ်ဒလင်းတွေတီးတယ်ဘုံတွေတီးတယ်ပေါ့နော်ဒါမျိုးတွေဒုရိယာတွေတီးခတ်လို့ရတယ်တီးခတ်တဲ့အတန်တွေရှိမယ်အဲဒါကတော့ကားတွေဟွန်းတီးတဲ့အတန်ဒါကတော့ယထာတဲ့ ဒါကတော့ဒင်မောတန်လေးရင်တန်ပေါ့စသည်ဖြစ်ပေါ့နော်တို့တွေအကြအာယုံနဲ့စူးစမ်းလေ့လာကြတယ်ကျင်းငယ်ကလေးတွေရဲ့အတန်ကျင်းငယ်တွေမှာဘယ်တစ်ခါတစ်ခုနဲ့တစ်ခုမတူကြဘူးလေအတန်တွေကစာကလေးတွေရဲ့အတန်နဲ့ကြီးကန်းရဲ့အတန်နဲ့မတူဘူးဒါမျိုးတွေပေါ့နော်အတန်တွေမတူတလေးဆန်တွေရဲ့အော်တန်တွေလည်းမတူခွေးရဲ့အော်တဲ့အတန်ဘဲလေးတွေအော်တဲ့အတန်ကြက်ကလေးတွေတွန်တဲ့အတန်ဒီလိုမျိုးတွေအတန်လေးတွေကိုလည်းအကြအာယုံကိုသုံးပြီးတော့စူးစမ်းလေ့လာကြတယ်ဒါကြောင့်ကလေးတွေဟာ ဟိုဘောနော်အာယုံ၅ပါးကိုတုံးပြီးတော့စူဇန်လေးလာမှုတွေလှုပ်ဆောင်ရမယ်ဒါမှမှတ်ဉဏ်နေလဲစွမ်းရည်မှတ်မိမှုဉဏ်မှတ်မိစွမ်းဉဏ်ရည်ဖွံ့ဖြိုးလာစေမှာလည်းဖြစ်တယ်ဒါကြောင့်နာယီတန်တွေကိုလည်းသူတို့နားထောင်တတ်ရမယ်ဒါကတော့နာယီတန်လို့ခေါ်တာဒါလေးကတော့ခေါင်းလုံးတန်လေးဒါလေးကတော့တခြင်းတန် ဒါလေးကတော့ဒုတိယတိခတ်တာဒါလေးကတော့ဆန္ဒယတိတန်လေးအဲ့လိုမျိုးလေးတွေပေါ့နော်ကာယထာတွေသင်္မောတန်လေးယင်တန်တွေစသည်ဖြင့်ပေါ့နော်ခြင်းကဒိဋ္ဌန်တွေအော်တန်တွေကိုကျွန်တော်တို့အကြာယုံကိုသုံးပြီးတော့စူဇန်လေးလာခြင်းတွေလှူဆောင်ကြတယ်နောက်တစ်ခုအနံ့ခံပြီးတော့စူဇန်လေးလာတယ်အနက်ခံတဲ့အခါမှာလည်းပန်းလေးတွေပေါ့နော်ပန်းလေးတွေမှာလည်းမှုင်းနဲ့ရနေရှိသေးတာလားနန်းနဲ့ရနေရှိသေးတာလားပေါ့ မွေးတဲ့အစားအသောက်ရဲ့အနံလားပေါ့ပုတ်သွိုးနေတဲ့အစားအသောက်ရဲ့အနံလားပေါ့ဒါမျိုးတွေအနံ့ကိုအာယုံကိုသူတို့ခံစားနိုင်မှသူတို့စားတဲ့အစားအသောက်ဟာလက်ဆက်တဲ့အစားအသောက်လားဒါမစားသင့်တော့တဲ့ပုတ်နေတဲ့တိုးတိုးသွားတဲ့အဲပုတ်သွိုးနေတဲ့အစားအသောက်တွေလားပေါ့ဒါမျိုးကိုခွဲခြားတတ်မှာဟဲ့တချို့တွေကကျွန်တော်တို့ဈေးထဲမှာရောင်းရင်ကိုပဲပြောင်းမှုတွေရောင်းရင်ပြောင်းမှုတွေကလက်ဆက်နေရမဟုတ်ဘူးရက်တည်ချပြီးတော့မှ အဲတိတ်ပြီးတော့အနက်မကောင်းတော့တဲ့ပြောင်မှုတွေလေရောင်းအစားအစာတွေရောင်းတယ်လေအဲ့တော့ကြာဒါမျိုးတွေကိုသူတို့ခွဲကြပြီးတော့စားတောက်တတ်အောင်အနက်ခါရဲ့အာယုံကိုねသူတို့သုံးပြီးတော့ဗောနောစူးစမ်းလေ့လာသင်ယူခြင်းတွေကိုလေ့ကျင့်ပေးခဲ့ကြရမှာဖြစ်ပါတယ်ရှင် ဒီလိုမျိုးလေ့ကျင့်ပေးခဲ့မှာသူတို့စားတဲ့အစားအသောက်ဟာလက်ဆက်ပြီးတော့ကောင်းမွန်တဲ့အစားအသောက်ဖြစ်တယ်။ဒါကတော့မစားသင့်တော့တဲ့ပုံသိုးနေတဲ့အစားအသောက်ဖြစ်တယ်ဆိုတော့ခွဲခြားတတ်မှာဖြစ်ပါတယ်ရှင်။အဲ့လိုမျိုးခွဲခြားတတ်အောင်အနက်ခံပြီးတော့စူဇန်လေးလာတင်ယူခြင်းတွေကိုလေ့ကျင့်ပေးခဲ့ကြရမှာဖြစ်တယ်။လေ့ကျင့်ပေးတဲ့အခါမှာလည်းခုလိုမျိုးပေါ့ပန်းလေးတွေကိုသွားပြီးတော့အနက်ရှုခိုင်းမယ်ဒီပန်းလေးကမှွေးတဲ့ရေနံလားနံတဲ့ရေနံလား ဲအနံလေးကစူးရှားတဲ့အနံလေးလားတင်းပြင်းတဲ့အနံလေးလားဒါမျိုးတွေပေါ့သူတို့ကို ခွဲခြားခိုင်းမယ်ဒါမှအဲအဲ့လိုမျိုးငါနေမှာတဆင်ပေါ့နော် အစားအသောက်တွေမှာလည်းပဲဒါလေးကတော့ဘလို့ဤနဲ့ရှိရဲ့အစားအသောက်တုံးဒါရေနံကောင်းတဲ့အစားအသောက်လားသားမွေပုတ်သွနေတဲ့အစားအသောက်လားမစားသင့်တော့ဘူးဆိုတာကြီးပေါ့နော်ဒါမျိုးတွေကိုသူတို့တွေခွဲခြားတတ်လာစီမှာဖြစ်တယ်ဒါအနက် ခံတဲ့အနံ့ခံကိုအနံ့ခံပြီးတော့စူဇန်လေးလာတင်ယူခြင်းနေဖြစ်ပါတယ်ရှင်။နောက်တစ်ခုကကြတော့ကျမတို့အရသာခံပြီးတော့စူဇန်လေးလာတင်ယူခြင်းနေဒီမှာလည်းပဲချင်းတဲ့အရသာလားပေါ့နော်။အဲဒါကတော့ခြုံတဲ့အရသာလားအဲ့လိုပဲဆက်တဲ့အရသာလားကလေးတွေကိုဒါလေ့ကျင့်ပေးကြရမယ်။ဒါကတော့ဖန်တဲ့အရသာလားခားတဲ့အရသာလားပေါ့သူတို့တွေကိုလေ့ကျင့်ပေးရမယ်။အဲသူတို့စူဇန်လေးလာတော့ ဖန်တီးပေးရမယ်သူတို့တင်ယူမှုအခွင့်အလမ်းတွေများများပေးရမယ်ဒါကြောင့်အရသာခံပြီးတော့စူးစမ်းလေ့လာတင်ယူခြင်းတွေရလဲသူတို့တွေရဲ့အာယုံ၅ပါးကိုလှုပ်ရှားစေတာဖြစ်တဲ့အတွက်မှတ်ဉာဏ်ကိုဖွံ့ဖြိုးတိုးတက်စေတာလည်းဖြစ်ပါတယ်ကလေးတွေသိနေရမယ်ဒီအရလေးကိုမြင်လိုက်ရင်ဒါလေးကတော့ခြုံတဲ့အရသာရှိရဲ့ အစာအစာလေးဒါကတော့ချင်းနေရတာရှိတဲ့အစာအစာလေးပေါ့စသည်ဖြစ်ပေါ့နော်သူတို့သိရှိထားအောင်သင်ယူခြင်းတွေရရှိအောင်ဒါလေ့ကျင့်ပေးကြရမှာလည်းဖြစ်ပါလေရှင်နောက်တစ်ခုကကြတော့အတွေ့အထိဖြင့်စူးစမ်းလေ့လာသင်ယူခြင်းတွေအဲ့ဒီမှာဆိုရင်အတွေ့အထိဆိုတော့ကျမတို့လက်နဲ့ပေါ့လက်နဲ့နဲ့ဂိုင်းတွေစမ်းသက်ကြည့်မယ်အဲ့ဒီမှာဆိုရင် နုညံသလားမာကျော်သလားပေါ့နော်ဒါမျိုးတွေကျွန်တော်တို့တိရွယ်ကလေးတွေကိုကင်လိုက်ရင်တိရွယ်ရဲ့အပေါ်ရမျက်နှာပြင်လေးကချောမွေ့ပြီးနုညံ့နေတယ်။အောက်ကမျက်နှာပြင်လေးကကြတော့ကြမ်းတမ်းနေမာကျော်တယ်ပေါ့။အဲ့ဒီမှာလို့ရှိရင်ကြောက်တုံးလေးတွေရှိတယ်။ဒီကြောက်တုံးလေးကချောမွေ့နေတဲ့ကြောက်တုံးလေးတွေလည်းရှိသလိုကြမ်းတမ်းတဲ့ကြောက်တုံးလေးတွေလည်းရှိရဲ့။ ကြောက်ခဲလေးတွေပေါ့နော်ကလေးနဲ့လျော်ညီးတဲ့ကြောက်ခဲလေးတွေကိုခိုင်ကြည့်စီမယ်။အော်ဒါလေးကတော့ချုံးမှုတဲ့ကြောက်ခဲလေးပါရော။ဒါလေးကတော့ကြမ်းတမ်းတဲ့ကြောက်ခဲလေးပါရော။ဒါမျိုးတွေကိုတို့ကို အတွေ့အထိနဲ့စူဇန်ရှာဖွေစူဇန်လေးလာတင်ယူခြင်းတွေကိုလှူဆောင်ရမယ်။နောက်ပြီးတော့ပါလာထူလာပေါ့နော်။အဲ့ဒါကြတော့လေတိရွက်တွေမှလည်းခုနလိုပဲပေါ့နော်။အထူအပားတွေရှိရဲ့။အဲ ထူတဲ့သေးရွယ်ရှိတယ်ပါတဲ့သေးရွယ်ရှိတယ်အဲ့လိုပဲစက်ကူလေးတွေမှာလည်းထူတဲ့စက်ကူလေးတွေရှိတယ်ပါတဲ့စက်ကူလေးတွေရှိတယ်သူတို့တွေကအထူအပားတွေကိုဒါအတွေ့အထိနဲ့ပေါ့နော်စူဇန်လေးလာတည်ယူခြင်းတွေလှူဆောင်တတ်ရမယ်အဲပါလွာလာထူလာပေါ့နော်နောက်တစ်ခုချောမွေလာကြမ်းလာပေါ့အဲချောမွေနဲ့ကြမ်းနေဆိုတာခုနလိုမျိုးပေါ့နော်เออตีเยกะลีတွေတို့အဝေးစားတွေမှာဆိုလို့ရှိရင်လေကျမတို့ခြိတယ်တွေဆိုနည်းနည်းကျန်းတယ်လေအဲဒီက cotton ပါတဲ့အထည်တွေကကြတော့ချောမွတ်တယ်လေ။ဒါမျိုးလေးတွေကိုသူတို့ကိုင်ကြည့်စေခြင်းအပြင်ဒီလိုမျိုးအတွေ့အထိနဲ့စူးစမ်းလေးလာတင်ယူလို့ရတာလည်းဖြစ်ပါရဲ့ရှင်။နောက်ပြီးတော့စူးတာဒါမှသူတို့စူးတာကိုအနေရကနေပြီးတော့ကိုကိုကိုကာကွယ်နိုင်ပါလေ။ဟုတ်ပြီဒါဆိုရင်ဈေးပင်ကဈေးကိုင်းလေးတွေမှာစူးလေးတွေပါဒါလေးတွေဆိုစူးရှာတယ်ပေါ့နော်။ဒါဆိုရင်အနေရရှိရဲပေါ့ဒါမျိုးလေးတွေကိုပြပြထားရမယ်။အဲအရာရာကို အဲဒီလိုမျိုးလှုပ်ဆောင်စေခြင်းရပေါ့နော်အရာရာကိုစူးစမ်းလေ့လာဖြေရှာတတ်တဲ့သိပ္ပံဆိုင်ရာသဘာဝတရားတွေကိုဖွံ့ဖြိုးလာစေပါတယ်တဲ့ခုကျမဆွေးနွေးပေးနေတယ်အာယုံ၅ပါးကိုအသုံးပြုပြီးတော့အဲစူးစမ်းလေ့လာသင်ယူတဲ့ဤပေါ့နော်အာယုံ၅ပါးကိုအသုံးပြုရဲကျမတို့ရဲ့အကြအာယုံနေအဲအနတ်အာယုံနေအမြင်အာယုံနေ အဲမနော်ကျမတို့အရာတာအာယုံနေအတွေ့အထိအာယုံနေပေါ့နော်ဒီအာယုံ၅ပါးကိုသုံးပြီးတော့စူဇန်ရှာဖွေတည်ယူခြင်းဒီဟာစူဇန်လေးလာတည်ယူခြင်းဒီဟာအရာရာကိုအဖြစ်စူဇန်လေးလာဖြေရှားတတ်တဲ့သိပ္ပံဆိုင်ရာသဘောတရားတွေကို ဖွင့်ပြလာစေတယ်ဒါကြောင့်လည်းဒီလိုမျိုးပေါ့နော်အာယုံ၅ပါးကိုသုံးပြီးတော့စူဇန်လေးလာတည်ယူခြင်းဒီနဲ့ကလေးတွေကိုဟာတင်ပြပေးရမယ်တင် जा ပေးရမှာလည်းဖြစ်ပါရဲ့ရှင် အဲ့တော့ငါတို့ရဲ့ကလေးတွေကိုကိုလိုမျိုးနီးတွေနဲ့ပေါ့နော်တင်နီးတွေနဲ့ကလေးရဲ့တဘာဝနဲ့အဲကြိုက်ညီတဲ့နီးလန်းနေနဲ့တင် जा ပေးခြင်းဟာကလေးတွေပျော်ရွှင်စွာတင် जा နိုင်တယ်အဲ့လိုမျိုးပျော်ရွှင်စွာတင် जा နိုင်တဲ့တင် जा နီးတွေကိုလည်းပဲကစားခြင်းနီးနဲ့တင် जा ခြင်းနဲ့ကလေးတွေအတွက်အသင့်တော်ဆုံးနီးလန်းလည်းဖြစ်ပါတယ်ဒါကြောင့် ဒီကလေးရဲ့တဘာဝနဲ့ kait ညီတယ်ပေါ့နော်ကလေးတွေပျော်ရွှင်စွာတင် जा နိုင်တဲ့တင် जा နည်းတွေကို ကစားခြင်းဖြင့်တင် जा ခြင်းဟာကလေးတွေအတွက်တင့်တော်သောနည်းလမ်းဖြစ်တယ်ကလေးတွေဟာဟိုစာတွေကိုတင်ရတယ်ဆိုရင်တို့တွေက မတင်ကျင်ကြဘူးလေကစားတယ်ဆိုကြတော့ကစားကျင်ကြတယ်အဲ့တော့သူတို့ကိုကစားရင်းနှီးကစားနှီးတွေကလည်းအမျိုးမျိုးကိုပဲလှုပ်ဆောင်ပေးကြရမှာအဲကျမဆွေးနွေးသွားရဆိုအများကြီးပဲပေါ့နော်အဲဒါမျိုးတွေနဲ့ပေါ့နော်သူတို့တွေကိုအာလေ့ကျင့်ပေးကြရမယ်သင်ကြားပေးကြရမယ်ငယ်ငယ်ကလေးကလေ့ကျင့်ပေးကြမှကြီးတဲ့အခါမှာသူတို့ကဘဝမှာပေါ့နော်ကျမ်းမာပျော်ရွှင်စွာနဲ့ပေါ့နော်မိမိရဲ့ဘဝကိုအေးချမ်းသာရစွာတည်ဆောက်နိုင်မှာလည်းဖြစ်တယ်အဲ့လိုမျိုးတည်ဆောက်နိုင်မှုတွေ့ ကျမတို့စောင်းဖို့ကလေးတောင်ရှိတယ်လေအဲစောင်းဖို့ကလေးရကြတော့ကစားရင်းနဲ့တင်းတင်းရင်းနဲ့ကစားအဲကစားရင်းနဲ့တင်းမယ်တင်းပေးမယ်အဲတင်းရင်းနဲ့ကစားမယ်ဒါကလေးတွေမပျော်ရွှင်သွားမယ်သူတို့တွေရဲ့အာယုံ၅ပါးကိုတိတိပြီးတော့အသုံးပြုပြီးတော့ဆောင်ရွက်ရတဲ့လုပ်ငန်းတွေတဲ့လေလာတင်ယူရတဲ့အကြောင်းအရာတွေဆိုရင်မျက်ဉဏ်ထဲမှာလည်းဆွဆွမြင်းမြင်းမှတ်မိစေတယ်လို့ပဲမှတ်မိစေတယ်ဆိုတာလေသူရဲ့မျက်ဉဏ်ထဲမှာ ခုနပေါ့နော် အာယုံ၅ပါးကိုလှုံ့ဆော်ပြီးတော့အဲထိတွေ့ပြီးတော့ဂိုင်းတွေ့ပြီးတော့လှုံ့ဆော်ရရဲဆိုရင်ပူပြီးတော့မှတ်ညာလဲတိုးတက်စေတာကိုအဲ့တော့ကြတော့ဒါကြောင့်ကလေးတွေကိုကစားရင်းနဲ့သင်တင်းရင်းနဲ့ကစားဆိုပြီးတော့ပေါ့နော်ဆောင်းဖို့ကလေးနဲ့ညီပေါ့ကျွန်တော်တို့ရဲ့ကလေးတွေကိုသူတို့ရဲ့ဘဝတသက်တာမှာကျမ်းမာပျော်ရွှင်စွာနဲ့ပေါ့နော်မိမိဘဝကိုတည်ဆောက်နိုင်တဲ့အဲကလေးတွေဖြစ်လောင်းပေါ့လူကြီးတွေလူငယ်လေးတွေဖြစ်လောင်းတစ်ရှိပြင်းနဲ့ပေါ့နော် မိမိရဲ့ဘဝမှာကျမ်းမာပျော်ရွှင်စွာနဲ့နေဆိုင်နိုင်တဲ့အစ်စ်နေရလောက်ငယ်စဉ်ကတည်းကမှအခုလိုမျိုးတင် जा နည်းလေးတွေနဲ့လေ့ကျင့်တင် जा ပေးသွားကြရမှာဖြစ်တဲ့ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ဆွေးနွေးပေးရင်းနဲ့ပဲကျမဒီဆွေးနွေးချက်ကလေးကိုဒီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်